မဲရောင်းတာအိမ်မဲကားမဲရောင်းတာတွေတရားမဝင်ပါဘူးနော်အိမ်နေအိမ်ကဘလောက်မဲတမဲကိုတသိန်းနဲ့ရောင်းနေဘလွန်နောက်တစ်ခါကားမဲရောင်းနေချင်းနံပါတ်အတိုင်းမဲကားမဲရောင်းနေအဲ့တော့ချင်းတိုင်းကိုင်းတာပဲလေဟုတ်လားသုံးလုံးကနန်းကပေါင်မဲဆိုပြီးတော့မှကားမဲတွေလုတ်တယ်မလား တသိန်းလို့နှစ်သိန်းလို့သုံးသိန်းလို့ကျမတို့ချဲထိုးနှလုံးထွင်းအောင်မှာကိုက900ဘိုးထိုးခြင်းထိုးလို့ရသေးတယ်။တရာဘိုးထိုးခြင်းထိုးလို့ရသေးတယ်။နော်တထောင်ဘိုးထိုးခြင်းထိုးလို့ရသေးတယ်။သူကချင်းနံပါတ်အတိုင်းမဲကားမဲတမဲကိုဝယ်လို့ရှိရင်သုံးသိန်းလန်ခရူဇာကြီးအဲ့ဒါချင်းရောင်းစားတာပဲလေ။ဟုတ်လား။အဲ့ဒါချင်းရောင်းစားတာပဲ။အဲ့တော့ဘာလုပ်လဲဆိုတော့နလဲပလဲနဲ့လုံနေကြတာတကယ်တော့ဓာဏီကိုလဲတက်ဆိုင်ရာတာဝန်ရှိတဲ့သူတွေကတွင်း တင်းတင်းကြပ်ကြပ်အေးအေးယူပေးဖို့လိုတယ်။ကားမဲတွေလုံနေတဲ့သူတွေဒီစုမဲတွေလုံနေတဲ့သူတွေဘာဖြစ်လို့လဲဆိုတော့သူတို့ကလည်းကြားဖြတ်နေပဲ။ဒါကြားဖြတ်နေလုံနေတာနော်သူများရဲ့ငွေကိုခေါင်းစဉ်ပေါင်းစုံနဲ့အိမ်မဲကြားဖြတ်မဲဒါလဲနော်အိမ်မဲအိမ်မဲဆိုပြီးရောင်းထားတယ်နှစ်တေသာကြာသွားတယ်အဲ့ဒီမဲကမဖောက်ပေးလို့အဲ့တော့ तू ကအိမ်မဲကတိန်းသတောင်းလို့သတ်မှတ်ထားတယ်ဆိုပါစို့ဒီမှာ तू မှာတိန်း9000မဲရသေးလို့မဖောက်သေးဘူးအော် तू ကတိန်း9000သူ့လက်ထဲမှာရထားပြီးပြီလေ तू ကအေးအေးဆေးဆေးပဲ ဟုတ်လားမပြည့်သေးရင်မဖောက်သေးဘူးအဲ့ဒါကြားဖြတ်နေအဲ့တော့အစိုးရကလည်းဓာရီကိုလေတင်းတင်းကြပ်ကြပ်အေးအေးယူပေးဖို့လိုတယ်လူတွေလည်းသိဖို့လိုတယ်ဒီတော့အိမ်မဲရောင်းနေအိမ်မဲရောင်းလိုက်ပြီးတော့မှဟာအိမ်မဲကတော့ဖြွင့်ပေးလိုက်တာဘသူကတော့ဖြင့်အိမ်ကြီးကိုပိုင်ဆိုင်သွားပါပြီတွေ့လားသိမ့်ပနတောင်းတန်အိမ်ကြီးကိုစုမဲဒီမှာတသိမ့်နဲ့ပိုင်ဆိုင်သွားပါပြီတွေ့လားရောင်းတာရောင်းထားတယ်မတွေ့သေးဘူးနော်ကားမဲခုနလိုပဲခြေသုံးလုံးနဲ့ ကားမဲတွေဖောက်တယ်ဖောက်တယ်ဖောက်တယ်နော်ကားမဲတွေအဲ့ကားပိုင်ဆိုင်သွားတာတွေ့လားမတွေ့ဘူးနော်မအားကြပါနဲ့နော်မအားကြပါနဲ့ဟုတ်လားမအားကြပါနဲ့အဲ့တော့စုမဲတွေစုမဲတွေစုကြတယ်စုကြတယ်အဲ့စုမဲမိန်းမတွေပြေးတာတခါတည်းကိုမှုန်းနေတာပဲနော် အမှုဖွင့်လဲဖွင့်အဲ့တော့အမှုတွေလဲဖွင့်ကျွန်မတောင်မှအမှုသွားဖွင့်သေးတယ်ကျွန်မအဲ့နောက်ပိုင်းဘာအမှုမှအောင်မဖွင့်တော့ဘူးเนาะမန္တလေးကမိန်းမတရားအဲ့လိုပဲလိမ့်တာအမှုဖွင့်တော့ရှေ့နေကလေ390ပေးရတယ်အဲ့ဒီခစ်က390ပေးရတယ်အဲ့နှစ်ရက်လားမသိဘူးအချုပ်ထဲမှာကျွန်မကိုခေါ်ပြတယ်ဟိုမားတဲ့အချုပ်ထဲကိုထည့်ထားပြီးပြီလေဆိုတော့အော်အေးဟုတ်ပြီပေါ့ဆိုကျွန်မတို့ကပြန်လာပြီးလဲပြီးတော့အဲ့ရှေ့နေရဲ့ရဲရဲဒီဟိုအဲ့ပြင်မှုကျူးလို့နဲ့မိန်းမရဲ့ဘလို့တွေ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 ဖြစ်လဲမသိဘူးနှစ်ရက်လဲနေလဲနေရောအိမ်ပြန်ရောက်တော့အမိန်းမ နော်အဲ့ရှေ့နေရလဲဆက်သွယ်လို့ကိုမရတော့ဘူးနော်အဲ့အချိန်မှာနိုင်ငံရေးနဲ့ထဖြစ်ကောရှေ့နေရလဲတခါတည်းကိုဘယ်ဒီယိုဘယ်လိုရောက်သွားပြီးတော့မှဘလိုတွေဘလိုတွေဖြစ်သွားလဲမသိဘူးရှေ့နေရလဲတခါတည်းကို Facebook ထဲမှာ friend ဖြစ်တဲ့ခါ friend ဖြစ်ထားတာကိုဟိုပစ္စတိုတနက်ကိုဇပွဲပေါ်မှာတင်ပြီးတော့မှသူ့ကိုဘလိုဖြစ်တဲ့တွေ့ညာလိုဖြစ်တဲ့တွေ့ဒီမှာပစ္စတိုတွေ့လားဆိုတော့ဟာရှေ့နေရရှေ့နေမှဒီဘာဖြစ်သွားပြီလဲမသိတော့ဘူးဆိုတော့ကိုကလည်းလေ သူလည်းကျမပြောတယ်ကျမအမှုမလိုက်ပေးနိုင်လို့ရှိရင်လည်းကျမရှင်းနေကပြန်ပေး3180ဆိုတာနဲတာမဟုတ်ဘူးဆိုတော့အဲ့ဒီရှင်းနေကတခါနဲ့သူကတနက်ကိုဇပွဲပေါ်မှာတင်တဲ့ဓာတ်ပုံရိုက်ပြီးတော့မှသူ့ကိုဘလို့ဖြစ်တဲ့တွေညာလို့ဖြစ်တဲ့တွေပြောတော့ကိုကလည်းကို့ပစံနဲ့ကိုသီလာမတောင်းရဲတော့ဘူးမတောင်းရဲတော့ပဲနဲ့နေလိုက်တော့အဲ့ရှင်းနေလည်းငါဘလို့လိုက်တော့မယ်နေပလိစီတော့နေပန္နာပစ္စည်းရောဟောတူရှိပလိစီတော့ဆိုပြီးတော့မှအဲ့လိုနဲ့ အဲ့ဒီတည်းကကျွန်မလည်းဘာမှမမဖွင့်တော့ဘူးကဲနေပလိစီတော့လေရှေ့နေကပါထက်ကုန်နေဆိုပြီးတော့မှအဲ့တော့အဲ့ဒီစုမဲလိန်သွားတဲ့မိန်းမတွေကိုလည်းဒီလိုပဲပေါ့ကျွန်မလိုလူမျိုးတွေပေါ့လေမလုံနိုင်မလုံတော့ဘူးပေါ့နော်မလုံနိုင်ကြအောင်စာချုပ်စာတန်းလည်းခိုင်ခိုင်မာမာတွေလည်းမရှိဘူးလေသူ့တည်းကိုကမဲထည့်ထားတာလေဟုတ်တယ်လားဆိုတော့အကုန်လုံးဆုံးရရတယ်တယောက်နဲ့တယောက်နဲ့ယုံကြည်မှုနဲ့အလုံးလောက်ကြတဲ့ထိမှအဲ့လိုကလင်ကကြစ်တွေနဲ့လောက်ကြတာဖြစ်တဲ့အတွက်ကြောင့်မလို့အဲ့တော့အများကြီးလူတွေချွေးနေစာတွေအလန့်ဟတ်သက်ဖြစ်ကုန်ကြတယ်ဆိုတော့ကြားဖြတ်မယ် သတိထားဖို့ဘယ်တော့မှမထည့်နဲ့အိမ်စုမဲဆိုတဲ့ကိစ္စတွေလဲဘယ်တော့မှမမှန်ဘူးအဲ့ဒါတွေလဲเนาะနောက်တစ်ခါခုနကပြောတဲ့အိမ်မဲကားမဲဘယ်တော့မှမဝင်နဲ့အဲ့ဒါတွေလဲသူများပတ်စံကိုနလဲပဲလဲနဲ့ယူတာကျမတို့တိုင်းပြည်မှာအိမ်မဲဖောက်ပေးလိုက်ပါတယ်လို့မြင်မူးလားသိမ်းပနတောင်းနိုင်အိမ်ကိုဒီမှာငွေ3000နဲ့ငွေ3000နဲ့ဒီမှာပိုင်ရှင်လက်ထက်ကိုအပ်လိုက်ပါပြီလို့မြင်လား ရောင်းတာရဲ့ရောင်းနေတာနော်ကားမဲတွေနှစ်သိန်းလို့သုံးသိန်းလို့ရှိရဲ့ Land Cruiser တွေကျွန်မခဏခဏတွေ့တယ်နော်ချဲသုံးလုံးကနန်းနဲ့သုံးလုံးကနန်းနဲ့ဆိုတော့ဆိုပြီးတော့မှတွေ့လားအေးပေါက်သွားတဲ့သူတွေ့လားသုံးလုံးတော်မှာကျမတို့လွယ်လွယ်ကူကူနဲ့မပေါက်ချင်းထွင်းအောင်အဲ့လိုဘဝမပြတ်ဘူးဟုတ်လားချင်းထွင်းအောင်ဘဝမပြတ်ဘူးအားတစ်ခါနဲ့အဲဒီလိုမျိုးဟိုငွေ900ဘူးတစ်ထောင်ဘူးထိုးလို့ရသေးတယ်သူကတော့တမဲကို3သိန်းလို့2သိန်းလို့ ਨੇ ဒီလိုမျိုးတွေနော်ဆိုတော့ဒါကြီးလဲခေါင်းစဉ်တက်ပြီးကြားဖြတ်နေပဲ မလုံးနဲ့အခုရွှေစုဆောင်အောင်ဆိုပြီးတော့မှပေါ်လာပြန်ပြီရက်ွက်ထဲဒီမှာအဲ့တော့ကိုကတော့ကိုယ့်ရဲ့ချွေးနှဲစာလေးတွေမဆိုင်ရမတောက်ရက်ကလေးနဲ့ရွှေစုဆောင်အောင်ဆိုပြီးတော့မှ9000ပေးလိုက်3သိန်းပေးလိုက်2သိန်းပေးလိုက်3သိန်းပေးလိုက်ငါကတော့ရွှေတစ်ချက်သားရပြီငါကတော့ရွှေနှစ်ချက်သားရပြီအမေယူသေးဘူးငါချက်သားပြေးမှယူမယ်ငါချက်သားလည်းပြေးရောငါရွှေလည်းပေးဆိုတော့ပြေးရောမပေးနိုင်ရင်ဘာလုပ်မလဲတွေဖြစ်ရောဖြစ်မယ်ဖြစ်မယ်နော်ဘက်တော့မှအဲ့ဒါတွေမလုံးမိစင်နဲ့ကျမတို့ကကျွန်သွားပြီးမှရတဲ့နောင်တာဟာဘာလို့မှလဲနော် မကျွန်ငယ်မှာဒီလိုမျိုးအတိနဲ့တိရတဲ့ဟာဘလောက်တန်ဖိုးရှိလဲဟုတ်လားကိုစီကနေကိုရဲ့ငွေတွေကိုရဲ့အာချွေးနှဲစာတွေနဲ့ရင်းပြီးတော့မှတိရတဲ့အတိထက်စာလို့ရှင်ဒီလိုမျိုးတိချိုတင်ပြီးတိထားလို့ရှောင်ကျင်ရတာဘလောက်အကျိုးများတယ်လဲဒါကြောင့်မလို့ကျမအမုန်းခံပြီးတော့မှပြောပြတာလောဘမတန်နဲ့အမလေးပတ်စံသတိနဲ့ဘာမှမဖြစ်ဘူးဟိငါတို့ကတော့ကန်ဆန်းတာလုံးအဲ့ဒါဆိုရင်တော့လေသဘောနော်ပတ်စံနှစ်သိန်းသုံးသိန်းနဲ့ဘာမှမဖြစ်ဘူးငါတို့ကတော့ကန်ဆန်းတာသဘောသဘောသဘော နော်အဲ့လိုမျိုးဆိုရင်တော့သဘောနော်အဲ့တော့ဘာဖြစ်လဲဆိုတော့အဲ့လိုမျိုးတွေရှိတော့လူလိန်အားပေးတွေဖြစ်တာပေါ့အစိတ်ပင်ရေလောင်းနေဖြစ်တာပေါ့နော်အဲ့တော့ဒီလိုမျိုးတွေကိုနှိမ်နှင်းလို့မရဘူးပေါ့အဲ့တော့လဲလေကျမဒီဒီဟာတွေဟာအိမ်မဲရောင်းတာတွေကားမဲရောင်းတာတွေစုမဲစုတာတွေရွှေစုစာအုပ်တွေဟာတရားဥပဒေရလဲကျမတို့ကဒါအကျုံးမဝင်ဘူးနော်အဲ့တော့ဒါတွေကို နှိမ်နှင်းမို့တိုက်ဖြတ်ဖို့ကကျမတို့တွေပြောတယ်ဆိုရင်တော့ကျမတို့တွေကဆဲကြမယ်ဆိုကြမယ်ဒီဒီလူဒန်းစားတရက်ကကျမတို့ကိုတိုက်ခိုက်မယ်တတ်ဆိုင်ရာအစိုးရကနေပြီးတော့မှဓာတွေကိုပြင်းပြင်းထန်ထန်နဲ့နှိမ်နှင်းပေးဖို့လိုတယ်ဒါလဲကြားဖြန့်တမျိုးပဲသူများစီးစိမ်ဥစ္စာကိုတရားမဝင်စုမဲတွေစုလို့မရဘူး ရွှေစုဆောင်အုပ်တယ်နော်အခုခေါင်းစဉ်တက်လာပြီဒါသက်ဆိုင်ရာလူကြီးမင်းများမသိမှာဆိုလို့ကျမကပြောပြတာရွှေစုဆောင်အုပ်ရွှေစုဆောင်အုပ်အဲ့တော့ကျမတို့ရွှေဆိုင်နေရရွှေရောင်းရင်တောင်မှပဲကျမတို့တက်တူတွင်လိုင်စင်ရှိမှကျောင်းမြန်ရောင်းရင်ကျောင်းမြန်လိုင်စင်ရှိမှကျမတို့တွေလုပ်ငန်းလိုင်စင်ရှိမှအယောင်းဝယ်လုပ်လို့ရတယ်။အဲ့တော့ရက်ကွက်ထဲဒီမှာရွှေစုစာအုပ်ဆိုပြီးတော့မှစုနေတဲ့သူတွေကဘယ်လိုလိုင်စင်မျိုးနဲ့လုပ်နေသလဲ။ဘယ်လိုခွင့်ပြုချက်မျိုးနဲ့လုပ်ကင်ခွင့်ရနေသလဲ။ဒါတွေကိုစစ်စစ်ဖို့လိုတယ်။ အဲ့တော့အများပြည်သူတွေကလည်းတရားမဝင်တဲ့နေရာတွေမှာ ကိုယ့်ရဲ့ငွေကြေးတွေမရောက်ရှိသွားဖို့ကို အသိပညာဗဟုသုတကြွယ်ဝဖို့လိုတယ်သိဖို့လိုတယ်ငွေစုချင်းကိုယ့်အိမ်မှာကိုယ့်အကိုစုပေါင်းထဲမှာစုအစိုးရဘဏ် ကျမတို့ပုဂ္ဂလိကဘန်တွေကိုတောင်မှပဲတရားဝင်ဖွင့်ထားတဲ့ဘန်တွေကိုတောင်မှမယုံကြည်ဘူးလို့ယုံကြည်တယ်လို့ ਨੇ လုံနေကြသေးတယ်မလားရက်ွက်ထင်းကလူချင်းလူချင်းကဘလောက်များယုံကြည်ရလို့လဲနိုင်ငံအဆင့်ဖွင့်ထားတဲ့ဘန်တွေကိုတောင်မှမယုံကြည်ဘူးတွေဘာတွေညာရင်းနဲ့လုံသေးတာလीဘန်ကိုမယုံလို့ပတ်သက်မစူဘူးတဲ့ဘန်ကမလိန်သွားဘူးတက်တက်ပြအောင်တော့အခက်ခဲရငွေတပိတ်သေးထုတ်လို့မရတာတို့ထုတ်လို့ရတာတို့ဒါပဲဖြစ်ကောင်းဖြစ်လိမ့်မယ်လိန်ပြီးတော့တော့မပြေးဘူး မရှိခဲ့ဘူးလားဆိုတော့ကျွန်တော်တို့ဟုတ်အရင်တုန်းကတော့တခါဒီဝါလီခံလို့ဆိုတခါရှိခဲ့ဘူးတဲ့ဟုတ်လားအဲ့တော့ဒီလိုမျိုးနိုင်ငံအဆင့်ဘန်နေတောင်မှဒီလိုစိတ်မျိုးရှိတယ်ဆိုရင်ရက်ွက်ထဲကလူတွေကဘလောက်အဆင်ရှိလို့ကျွန်တော်တို့ကယုံယုံကြည်ကြည်နဲ့စုမဲစုတာမျိုးတွေရွှေစုစာအုပ်လောက်တာမျိုးတွေလုပ်ရဲကြရတာလေမလုံးနဲ့တော့ကိုယ့်ရဲ့ချွေးနှဲစာတွေတိတ်နှမျောဖို့ကောင်းနေဟုတ်ပြီလားတတိထားနိုင်ဖို့အတွက်ပြောပါတယ် အိမ်မဲကားမဲစုမဲရွှေစုစာအုပ်အလိန်နေကြည့်ပဲ90ရာခိုင်နှုန်းလိန်မှာအေးမမကန်ကန်နဲ့စုမဲနေနေလေးလူနေစုနဲ့မမကန်ကန်နဲ့ချိန်နိုင်အဲ့တော့လူနေစုနဲ့မမကန်ကန်မာတယ်ဆိုတယ်ဆိုတဲ့နေရာမှာလဲကျွန်မပြောပြမယ်အဲ့ဒီစုမဲကင်တဲ့သူကရောင်းနိုင်စားနိုင်ဖြစ်ဖို့လိုတယ်လေ။သူက၁၀ရောက်မဲကင်နေဆိုပါစို့ ်၅ယောက်ကထုတ်သွားပြီးပြီထုတ်သွားပြီးတဲ့၅ယောက်ကငွေပြန်မထည့်ဘူးဆိုလို့ရှိရင်အဲ့ဒီ၅ယောက်စာသူငောက်နောက်၅ယောက်ကိုအမ်းပေးနိုင်လားယော်ပေးနိုင်လားအဲ့ဒီကြရင်လွယ်လွယ်နဲ့ဘာဖြစ်တယ်လဲဆိုရင်ရှေ့ကထုတ်သွားတဲ့သူတွေကပြန်မထည့်လို့သူကလည်းစိုက်မယော်နိုင်ဘူးရှေ့ကလူတွေထည့်မှရမယ်ရှေ့ကလူတွေမထည့်လို့မယော်နိုင်ဘူးဆိုပြီးတော့မှမရဘူးဟုတ်လားအဲ့တော့လေကျမတို့တွေကအများကြီးသတိထားဖို့လိုတယ်နော်။သိလား။ကျမ အလုံးစုံတရားရာဂိုင်းလုံးမမှန်ကန်မှုဆိုတာထက်60ရာဂိုင်းလုံးဒီလုံးဝမမှန်ကန်ပါဘူးเนาะခြေနိုင်လက်နိုင်နဲ့ဆင်ရာဂိုင်းလုံးမမှန်ကန်ကန်စုနေတဲ့သူတွေကိုတော့မဆိုးလို့ဘူးဒါပေမဲ့ဒီစုမဲတွေဆိုတာလေအရှိမအများကြီးဘဝတွေပြတ်ခဲ့ပြီးပြီလူတွေအများကြီးပါခဲ့ကြပြီးပြီအဲ့တော့ကျမတို့တိုင်းပြည်ကလိန်နေလိန်နေလိန်နေဆိုတဲ့လိန်ကြီးဟာလေနှစ်နှစ်သုံးနှစ်နေလို့ရှိလို့ရှိရင်လူတွေကမေ့သွားပြီးအမှတ်လည်းမရှိဘူးအဲ့ဒီလိန်ကြီးနဲ့ပဲအဲ့ဒီလူတွေကပြန်လိန်လာတယ် အဲ့ဒီလိန်နီးနဲ့ပဲပြန်ခံရတာကျမတို့တိုင်းပြည်မှာအလိန်ခံရတဲ့ဖြစ်စဉ်ဖြစ်ရတိုင်းဟာတက္ကနစ်အစ်စ်တွေနဲ့ဟုတ်တာမဟုတ်ဘူးဒီတက္ကနစ်တွေနဲ့ပဲကေပေးတွေနဲ့လိန်နေတယ်ကေပေးတွေနဲ့လိန်နေတယ်တွင်တွင်ကြဲကြဲကြီးဒီမှာပြောနေကြတယ်လိန်နဲ့လိန်နဲ့လိန်နီးတွေကိုလည်းခဏခဏနဲ့ဒီမှာ TikTok တွေမှာရော Facebook တွေမှာရောတင်းနေတယ်ဒါလည်းအခုချိန်ထိအလိန်ခံရတဲ့သူရှိနေတော့မယ်ဒါကြောင့်မလို့ တိတယ်တိတဲ့သူတွေကြော်သွားပါမတိတဲ့သူတွေအတွက်ကျမတို့ကအကြောင်းထပ်ပြီးခဏခဏပြောပြခြင်းဖြစ်ပါတယ်တတိထားဖို့လိုပါတယ်ထပ်ပြောပါမယ်စုမဲအိမ်မဲကားမဲရွှေစုစာအောင်တတိကြက်ကြက်ထားပါကိုငွေသူများစီမရောက်ပါစေနဲ့စေတနာဖြင့်မေတ္တာဖြင့်ပြောခြင်းဖြစ်ပါတယ်နော်